Hello အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ calculus နဲ့ပတ်သက်ပြီးတော့ဒီ introduction ပေါ့နော်အခြေခံလေးတွေနည်းနည်းကျွန်တော်ပြောချင်တယ်ဗျာဆိုတော့ဒီ calculus ကိုစမယ်ဆိုလို့ရှိရင်ပထမဆုံးဒီ number system လေးကိုနည်းနည်းပြန်နှွေးရင်ကောင်းလာပေါ့ဗျာနော်ဘာကြောင့် number system ကိုပြန်နှွေးဖို့လိုသလဲအဲ့ဒါလေးကလည်းနောက်ပိုင်းကျရင်တော့ဟိုဇက်ရည်လဲလာမှာပေါ့နော်အခုလောလောဆယ်ကတော့ဒီတိုင်းလေးပဲနားထောင်ထားပေါ့ဗျာအဲ့တော့ပထမဆုံးကျွန်တော်တို့နော်ဒီ 5တန်း6တန်းចောင်းသားဘွားမှာသင်ရတဲ့เนาะဒီ gate စနစ်ပေါ့ဗျာအဲ့ဒါဘာလဲဆိုလို့ရှိရင် nitrate number လို့ခေါ်တယ်သဘာဝဂိတ်များပေါ့เนาะအဲ့တော့ nitrate number လို့ခေါ်တယ်ဆိုတော့အဲ့ nitrate number ဒီเนาะဒါလက်တွဲနဲ့အနည်းဆက်ဆုံးတူညီတဲ့ number system ပေါ့အဲ့ဒါကြောင့်လည်းသူသဘာဝဂိတ်လို့ခေါ်တာဟုတ်เนาะအဲ့တော့ဘယ်ဘာတွေပါလဲ nitrate number မှာ ပါတယ်ဘာတွေပါလဲဆိုလို့ရှိရင်1 2 3 4်5 6 7ပေါ့เนาะဒါကိုရေးချိန်တော့ရေးလို့ရတယ်ဆိုတော့ဒါ neutral number အဲ့တော့ကိုသင်္ကေတအဖြစ်เนาะဒီလိုလေးပေါ့ n ပုံစံကြီးနေကြီးတယ်ဗျာเนาะဒီလိုလေးပေါ့ဒီလိုလေးเนาะပုံမှန် n နဲ့မတူเนาะတัวဒီလိုလေးအရှိမအချောင်းနှချောင်းလေးပါတယ်ဒီလိုလေးရေးတာဒါเนาะ neutral number အဲ့အဲ့ဒီ neutral number ကိုအချို့ကလည်း0ထည့်ကြတယ်ဗျာအချို့ကလည်းเนาะအချို့ကလည်း0မထည့်ကြဘူးဗျာ เนาะဒါကတော့ကို့အယူဆနဲ့ကို့ပေါ့အဲ0မထည့်တဲ့လူတွေကကြာတော့ तू อ่ะ whole number ဆိုပြီးတော့တတ်တတ်ထက်ခေါ်တည်လေဗျာเนาะ whole number သူကကြာတော့0ပါသွားတယ်0 1 2 3 4ပေါ့အဲ့တော့ natural number နဲ့တော့သိမကွာဘူးเนาะ0တလုံးပဲကွာတာအဲ့တော့အချို့ကြာတော့လဲ0ကို natural number တော့မှာထည့်ယူထည့်ယူတဲ့လူရှိတယ်မြူတဲ့လူရှိတယ်ပေါ့เนาะဒါကတော့ ကိုဟာနဲ့ကိုပေါ့အဲဒါပေမဲ့ဘာအရေးကြီးသွားပြီလဲဆိုတော့เนาะအခုပြောမှာက neutral number ရဲ့ extension ပေါ့ဗျာအဲ့ဒါဘာလဲဆိုလို့ရှိရင် integer เนาะ integer integer အဲ့တော့ integer ကြတော့ဘာပါသွားလဲဆိုရင်သူအနုပါပါသွားရင်အနုတွေเนาะအဲ့တော့အရင်ရှိပြီသား0 1 2 3เนาะအပေါင်းကိန်းတွေရှိသလိုအနုတ်ကိန်းတွေလည်းရှိတယ် -1 -2 -3 เนาะเออโกยืนเราเสร็จยีโลยาเลยหอบพี่เนาะถ้า integers ดิปอเออไอ้ integers ดิกาบาจอกปอล่ะแหละโลแอลโลล่ะโลแอดเนาะโลแอลโลตีนชาปัญญาရှင်เนี่ยดีถွင်ล่ะปอซะซะจริงလူတွေက neutral number နဲ့စကြတယ်ဗျာเนาะဒါပြောရမယ်ဆိုလို့ရှိရင်အဲ့တော့ neutral number ကဘာလုပ်လို့ရတယ်လဲဆိုတော့ပေါင်းလို့ရတယ်เนาะ ောင်းလို့ရတယ်ဥပမာဖြစ်1နဲ့1ပေါင်း2ရတယ်โอเคဒီ2ဒီ neutral number မှာပဲရှိလားရှိတယ်ဒါကောင်းလားဗော ကောင်းလားဗောเนาะ1နဲ့3နဲ့ပေါင်းဘယ်လောက်ရတယ်4ရတယ်4ဟော neutral number မှာရှိလားရှိတာဗောဒါအဆင်ပြေတယ်ကဲနှုတ်ကြည့်မယ်ဗျာเนาะကျွန်တော်နှုတ်မယ်3 1 2ထွက်လာတဲ့2က neutral number ဘာမှရှိလားရှိတာပေါ့ဒါလည်းစင်ပြီးတယ်ဒါပေမဲ့1ကနေပြီးတော့3လုံးမယ်ဆိုရင် ျွန်တော်မသိတော့ဘူးကျွန်တော်မသိတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့ neutral number ထဲမှာဒါကိုပြည်လဲစေတဲ့အဖြစ်မရှိဘူးမရှိမရှိဘူးအဲ့တော့ဘာလို့လဲလဲဆိုတော့ဒီအဖြစ်ကိုပေးနိုင်တဲ့ number system ကျွန်တော်တီထွင်လိုက်တယ်တီထွင်လိုက်တယ်เนาะဒါဒါလူတွေထွင်ထားတဲ့ဟာတွေပဲဒါတွေအကုန်လုံးကဆိုတော့ဘာလဲဆိုတော့ -2 ဗောလေเนาะ minus 2ကိုထွင်လိုက်တယ်တော့ဘာလားမသိဘူး okay เนาะ ဆိုတော့အဲ့ဒီထွင်လိုက်တဲ့ case နဲ့ integer ဖြစ်သွားတယ်เนาะဒါအ integer အဲ့တော့ integer ကိုတရားသင်္ကေတဘာလဲဆိုလို့ဆိုဇက်လေးနဲ့ရေးရပြန်เนาะဇက်ကိုဒီလိုလေးခံပြီးရေးတာ Okay เนาะဇက်ဇက်လေးနဲ့ရေးရပြန်ဒါဒီသင်္ကေတကိုမြင်လိုက်ပြီဒါ integer case နဲ့ကိုပြောတယ်လို့နားလည်ရမှာပေါ့เนาะ integer Okay အဲ့တော့ integer ဒီတော်တော်ကိုလောက်ရခံရတာအဆင်ပြေသွားပြီကဲအဲ့တော့ပေါင်းတာမြောက်တာတွေကဟော အင်တီဂျာမှာเนาะအဆင်ပြေနိုင်မလားပေါ့ကြည့်အောင်ကဲဆိုပါစို့ဗျာเนาะပေါင်းတာနှုတ်တာတော့ကျွန်တော်မလုပ်တော့ဘူးเนาะမြောက်တာစားတာကျွန်တော်စမ်းကြည့်မယ်ဗျာဥပမာဖြစ်1နဲ့3နဲ့မြောက်တယ်3ရတယ်3อ่ะအင်တီဂျာထဲမှာပါလာပြန်ပါတယ်အဆင်ပြေတာပေါ့ကျွန်တော်ကျွန်တော်ရဲ့အဖြေဒီကျွန်တော်ရဲ့ case စနစ်ထဲမှာရှိနေတယ်โอเคเนาะဥပမာဖြစ်2 3 6 6ကောင်အင်တီဂျာထဲမှာရှိလားရှိတာပေါ့เนาะဒါရှိတာပေါ့โอเค ကဲစားကြည့်မယ်ဗျာစားကြည့်မယ်နော်စားကြည့်မယ်တူဘန်1ဘယ်တော့ရလဲတူရတယ်ဒါတူဒီကျွန်တော်ရဲ့ neutral number တော့အဲဒီ integer မှာရှိလားရှိတယ်ရှိတယ်တူဘန်1 by 2ကျွန်တော်ဆီမှာမရှိတော့ဘူး1 by 2ကျွန်တော်ရဲ့ integer တော့မရှိတော့ဘူးအဲ့တော့ဘာလို့ရမလဲကျွန်တော်ကအဲ့ဒီ fraction တွေပါတော့ကျွန်တော် fraction တွေအတွက်ကျွန်တော်အဖြေပါတဲ့နော် nervous case နဲ့တကူကျွန်တော်တီထွင်ရမယ် အဲ့ဒီကောင်ကဘာဘာလဲဆိုလို့ရှိရင်နော် Russian နဲ့ number ပေါ့ Russian နဲ့ number တွေ Russian နဲ့ number လို့ဘာလို့ခေါ်လဲဆိုတော့သူက ratio နဲ့ရေးလို့ရတယ်နော်နော်အချိုးနဲ့ရေးလို့ရတဲ့ key တွေအကုန်လုံးကအဲ့ဒါတွေက Russian နဲ့ number တွေကြီးပဲအဲ့တော့ဘာဘယ်လိုခေါ်လဲဆိုတော့ P over Q တဲ့ဒီလိုပုံစံနဲ့ရေးလို့ရတယ်နော်ကနန်းတွေပါတဲ့အစုက Russian နဲ့ number အဲ့တော့ Q ကတော့ Q ကတော့0နဲ့တူလို့မရအောင်ဒါအရေးကြီးဒီဒီအချက်ကိုလိုက်နိုင်ရမယ်ဟုတ်ပြီနော်အဲ့တော့ p equal to q ပုံစံနဲ့ရေးလို့ရတဲ့ဟာတွေကတော့ rational number မှာပါတယ်ဥပမာဖြစ်1 over 1เนาะရတာပေါ့2 over 1ဒါတွေကတော့ natural number မှာရှိပြီသားဟုတ်ပြီနော်ဟောအဲ့ဒီအပြင်တဲ့เนาะ1 by 2ဒါတွေရှိသေးတယ်ဘောပေါလားမသိအဲ့တော့ကြည့်အောင်ကြည့်အောင်เนาะဘယ်လိုလဲဆိုလို့ရှိရင်ဥပမာကျွန်တော်မှာငကိုရှိပြီသား0 တော့ဒါနဲ့ net trend နဲ့ပါတယ်မှာအဲ့ဒါကိုကျွန်တော်ကထုတ်ထပ်ဖြစ်လိုက်ဘယ်သူတွေထပ်ဖြစ်လိုက်လဲဆိုတော့0နဲ့1နဲ့ကြာမှာကျွန်တော်1/2ထပ်ဖြစ်လိုက်တယ်တွေ့လား0နဲ့1/2မှာတော့ထပ်ဖြစ်လို့ရတယ်ရတာပေါ့1/4ဟုတ်ပြီနော်ကိန်းတွေကဘာဖြစ်လိုက်တဖြည်းဖြည်းနဲ့များများလာပြီကျွန်တော်မှာဟုတ်ပြီနော်အဲ့တော့ graphical နဲ့ကြည့်မယ်ဆိုလို့ရှိရင်เนาะ graphical နဲ့ကြည့်မယ်ဆိုရင်0ဒီ point 1ဒီ point တူးတီတပွားသူတို့ဂျာတန်းမှာလေယာနယ်တွေဖြစ်နေတယ်တွေ့ရ space တွေရှိနေတယ်เนาะ okay ဇီဝနဲ့ဝမ်းတဲ့ကိုကျွန်တော်ဝမ်းမိုက်တူးထည့်လိုက်ပြီတပွားဝင်လာပြီတပွားဝင်လာပြီလေယာနယ်ရှိသေးလားရှိသေးတာဗောလေယာနယ်အဲ့ဒီဂျာတဲ့ကိုထပ်ထည့်လို့ရလားရတယ်ဝမ်းမိုက်ဖို့ထည့်မယ်ထည့်လိုက်တော့ဘာဖြစ်သွားလဲလေယာနယ်တစ်ခုထပ်ဝင်လာတယ်ဟုတ်ပြီเนาะဆိုတော့ပြတ်တောင်းပြတ်တောင်းလေးတွေဖြစ်နေတယ်ပြတ်တောင်းပြတ်တောင်းလေးတွေဖြစ်နေတယ်ဟုတ်ပြီเนาะ ပြတ်တော့ပြတ်တာဖြစ်နေတယ်ထက်ထက်ရင်ရလာရတယ်ဒါပေမဲ့ပြတ်တော့ပြတ်တောင်းလေးတွေကတော့ဖြစ်နေအောင်ပါပဲโอเคเนาะဖြစ်နေအောင်ပါပဲအဲ့တော့ rational number အဲ့တော့ rational number thinking တာအဖြစ်ဘယ်လိုရေးလဲဆိုရင် q ကိုဒီလိုလေးဒုတ်ချောင်းလေးချပြီးတော့ရေးတယ်ဒါ rational number โอเคအဲ့တော့ rational number မဟုတ်တဲ့ဟာရှိလားရှိတာပေါ့အဲ့ဒါဘာလဲဆိုရင် irrational number တွေเนาะ irrational number ော့ကျွန်တော်လည်းရတော့နည်းနည်းသိခံပြီးကြည့်ပြပေါ့ဗျာအဲ့တော့ in russian number ကဟိုလွယ်လွယ်ပြောရမယ်ဆိုရင်တော့เนาะအဆုံးမရှိပြန်မထက်ဓာတ်သမဂိတ်ပေါ့ဗျာเนาะဒါဗမာလို့ပြောရမယ်ဆိုရင်တော့အဆုံးမရှိပြန်မထက်ဓာတ်သမဂိတ်ပေါ့ဗျာဒါဒါဗမာလို့လွယ်အောင် ပြောရမယ်ဆိုရင်တော့အဲ့တော့သင်္ချာစကားနဲ့ပြောရမယ်ဆိုရင်တော့ ဒီ irrational number တွေကဘာတွေပါလဲဆိုလို့ရှိရင်ခုနကပြောထားတဲ့အထက်မှာဟုတ်ပြီနော် p over q နဲ့ရေးလို့မရတဲ့ဟာတွေအကုန်လုံးကရေးလို့မရတဲ့ဟာတွေအကုန်လုံးက irrational number တွေဖြစ်သွားပြီဥပမာဖြစ်ပြောမစီ root 2 pi နော် point number e ဟုတ်ပြီနော်အဲ့ဒါတွေအကုန်လုံးက irrational number တွေ ူတို့အကုန်လုံးကို p over q ပုံစံနဲ့ရေးလို့မရဘူးအဲ့အတွက်ကြောင့်မလို့ irrational နေတာပါတကယ်ပြပြောရမယ်ဆိုရင်တကယ်ပြပြောရမယ်ဆိုရင်ခုနကတော့ကျွန်တော် graphical နဲ့ရေးပြထားတဲ့ပုံဆွဲထားတဲ့ဟာရှိတယ်မှတ်မိတယ်နော်အဲ့ဒီ graphical နဲ့ရေးထားတဲ့အချိန်မှာဒီပြတ်တောင်းပြတ်တောင်းလေးတွေရှိနေတယ်ဟုတ်တယ်နော်အဲ့ဒီပြတ်တောင်းပြတ်တောင်းလေးတွေဂျားတဲ့ကိုဝင်ဖြည့်လိုက်တဲ့ဟာတွေအကုန်လုံးက irrational number တွေကြီးပဲ irrational အဲ့တော့ irrational navality ဘာလို့လဲလဲဆိုတော့အဲ့ဒီပြတ်တောင်းပြတ်တောင်းလေးတွေအကုန်လုံးဝင်ဖြစ်လိုက်တဲ့ခါကျတော့တစ်ဆက်တစ်ဆက်တည်းဖြစ်သွားတယ်အဲ့ဒါဒီဘာလဲဆိုလို့ရှိရင်အဲ့ဒါကို rush အဲ reian number system လို့ခေါ်တယ် reian number system အဲ့တော့ reian number system ဒီ continuum ဖြစ်တယ်ဟဲ့ဟုတ်ပြီနော် continuum ဖြစ်တယ်ကျွန်တော်ရေးလိုက်မယ်နော်ဒီမှာ reian number system သည် continuum ဖြစ်တယ် continuum เนาะအဲ့တော့တစ်ဆက်တစ်ဆက်လည်းဖြစ်တယ်အပြတ်တောင်းမရှိဘူးသူကြားထဲမှာโอเคเนาะအဲ့တော့0 1 2တော့ဒါငငယ်တော့ဆွဲနေကြပါဗျာเนาะဒါကျွန်တော်ကမြင်သားအောင်ပေတန်လို့သဘောမျိုးဒါပေမဲ့ကြားထဲမှာရှိလားရှိတာပေါ့ပွားကြီးအကုန်လုံးပါတယ်အကုန်ပါတယ်ဗျာဒီထက်ကအကုန်ပါတယ်အဲ့ဒါ real number ဂျမ်းမှာအလွတ်တစ်ခုမှမဖြစ်ဘူးနော်တစ်ခုမှမဖြစ်ဘူးအလွတ်အဲ့ဒါ rational number ပဲ rational number ဒီတော်တော်စင်အဲ sorry real number real number နော်အဲ့တော့ real number ဒီကျတော့ပြန်တော့လုံးဝမရှိဘူးတစ်ဆက်တစ်ဆက်တည်း continuous ဖြစ်တယ်တော်တော်စင်ပြည့်တယ် तू อ่ะတော်တော်စင်ပြည့်တယ်ဘယ်သူတွေလဲ calculus တွေတော်တော်စင်ပြည့်တယ်တော်တော်စင်ပြည့်တယ်အဲ့ဒါကိုမှထက်ပြီးတော့လူတွေကထက်ကော့လိုက်သေးတယ်ဗျာထက်ကော့လိုက်တယ်ကော့တယ်ဆိုတော့အကြောင်းပြချက်ရှိတာပေါ့နော် ကော့တယ်ဆိုတာအကြောင်းမရှိရီယန်နဲ့ပါမှာအဖြစ်မရှိတဲ့ပုံစံမျိုးကိုပုံစံမျိုးကိုဖြည့်ရှင်းတဲ့အချိန်မှာဥပမာဖြစ်ဘယ်လိုပုံစံမျိုးလဲဆိုတော့ a2 1 0ဆိုတဲ့ညီမချင်းမှာအဖြစ်မရှိဘူးအဖြစ်မရှိဘူးဘယ်မှာမရှိတာလဲအဖြစ်ဒီ there is no solution ဘယ်မှာဖြစ် in r real number เนาะဒီ r လေးက ဘာလို့ပြောရလဲဆိုတော့ region နဲ့ပါအစုကိုပြောတာဒီလိုလေးရေးတာ तू อ่ะเนาะဒီလိုလေးရေးတာအာအဲ့အာထဲမှာ region နဲ့ပါထဲမှာအဖြစ်မရှိအဲ့ဘာမှရှိလဲလူတွေလက်ရှာရအောင်မယ်အဲ့ဒါလက်ရှာဖို့အတွက်လူတွေကထွင်လိုက်တယ်အဲ့ဒါဒီပါလဲဆိုရင် complex number เนาะဒါတော့အပိုပြောပါဗျာเนาะ bonus ပေါ့ complex number သူက c နဲ့ဒီလိုရေးတာ c ပုံစံလေးနဲ့ရေးတာအဲဒီလိုလေး c ကို line လေးချက်လိုက်တာအဲ့ဒါ complex number အဲ့ဒီ complex number ကျတော့ဘယ်လို form လဲလာလဲဆိုတော့ a bi နဲ့လာတာ a bi i ဆိုတာဒီ imaginary number နော် imaginary ကိန်းအောင်ပေါ့ဗျာဗမာလိုကတော့ကိန်းအောင်ဒါကကျွန်တော်ဗမာလိုတော့မပြောင်းတော့ဘူးเนาะ imaginary ကိန်းအောင်အဲ့တော့ i square i square equal to minus 1 i square to minus 1ဒါဒါဒါ i ရဲ့ definition ပေါ့ i square to minus 1အဲအချို့ကြတော့လဲเนาะ i equal to square root of minus 1အဲ့လိုလည်းလာကြတယ် i equal to square root of minus 1เนาะ anyway anyway complex number ကသိရင်တော့ကောင်းတယ်ဒါပေမဲ့ calculus တွေအရင်မလို့เนาะဒါအခြေခံ calculus တွေပေါ့ဗျာအခြေခံ calculus တွေအရင်မလို့ဘာလိုအပ်လဲဆိုတော့ real number လိုအပ်တယ် real number လိုအပ်တယ်ဘာကြောင့်လဲသူဒီပြန်တောင်းပြန်တောင်းလုံးဝမရှိတဲ့ case နဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဟုတ်ပြီနော် ဆိုရင်အဲ့ဒီ real number စတဲ့ကိုသိပြီဆိုရင်ကျွန်တော်တို့ဘာကိုဆက်သွားလို့ရမလဲဆိုတော့ limit တွေအကြောင်းကျွန်တော်ဆက်သွားလို့ရမယ်အဲ့ဒါကြီးဆက်ရှင်ရမယ် limit အဲ့တော့ limit of function ရဲ့ limit တွေပေါ့ဗျာနော် function ရဲ့ limit တွေပေါ့အဲ့တော့ function ရတော့သိပြီသားဖြစ်မယ်လို့ထင်တယ်ကျွန်တော်နော်အဲ့ဒီ limit function of the limit အဲ limit of the function သိပြီဆိုရင်ဟုတ်ပြီနော်ကျွန်တော်တို့ slope တွေအကြောင်းသိလာမယ် slope slope เนาะ slope ကနှစ်မျိုးရှိတယ်ပေါ့ဗျာเนาะ sequence slope ရယ် sequence slope ရယ် tangent slope tangent slope အေး tangent slope ကိုရှာတဲ့အချိန်မှာရှာတဲ့အချိန်မှာဒီ real number ရဲ့အရေးပါဖို့ခင်ဗျားတို့မြင်နေမယ်မြင်နေမယ်ဟုတ်ပြီเนาะဆိုတော့ real number ဒီအမှန်အရေးကြီးပါတယ်ဒါလေးကိုကျွန်တော်ဆွေးနွေးခြင်းဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်ဗျာ